ကျမတို့လုပ်ငန်းခွင်မှာဆိုလို့ရှိရင်အချိုးမရှိတဲ့အစည်းအဝေးတွေကြောင်းပေါ့နော်ကိုယ့်ရဲ့တကယ်လုပ်ရမယ့်အချိန်တွေကိုဖြုံတိနေရပြီးတော့စိတ်ဖိစီးမှုတွေနဲ့ကျမတို့ရင်ဆိုင်နေရတတ်ပါတယ်ဒီနေ့မှာတော့အစည်းအဝေးကိုပို့ပြီးတော့ထိထိရောက်ရောက်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပြသွားပါမယ် ပထမဆုံးအနေနဲ့ကကြတော့ကျမတို့ကဒီအစည်းအဝေးပေါ့နော်မီတင်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းနဲ့အကြံတာရှိဖို့အရေးကြီးပါတယ်။ရည်ရွယ်ချက်မရှိတဲ့အစည်းအဝေးကအချိန်ဖြုန်းတာနဲ့အတူတူပဲဖြစ်ပါတယ်။အဲ့တော့အစည်းအဝေးမစခင်မှာကျမတို့ကဒီအစည်းအဝေးအပြီးမှာဘာဆုံးဖြတ်ချက်ချရမလဲ၊ဘာရလက်ထွက်ရမလဲဆိုတာကိုကျမတို့ကတိကျတဲ့အကြံတာနဲ့သတ်မှတ်ထားဖို့အရေးကြီးပါတယ်။ အဓိကကတော့ဒီလိုလှုပ်ဆောင်ခြင်းအားဖြင့်ပေါ့နော်ကျမတို့ကပြောချင်တာမပြောလိုက်ရပဲနဲ့အချိန်ကုန်သွားတာကိုအတက်နိုင်ဆုံးရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။ဒုတိယအချက်ကကြတော့ကျမတို့မီတင်အချိန်ကိုတိတိကျကျစီမံခန့်ခွဲဖို့လည်းလိုအပ်ပါတယ်။ အစည်းအဝေးစတဲ့အချိန်နဲ့ပြီးဆုံးမဲ့အချိန်ကိုကျမတို့ကတိတိကျကျလိုက်နာတင်ပါတယ်အကြောင်းအရာတစ်ခုတည်းမှာပဲအချိန်ကြာကြီးပိတ်မိပြီးတော့ပြောနေမဲ့အစားပေါ့နော်မီတင်ကိုဥဆောင်တဲ့သူတယောက်အနေနဲ့သတ်မှတ်ထားတဲ့အချိန်အတိုင်းပေါ့နော်မီတင်ကိုလည်ပတ်သွားနိုင်အောင်လို့ထိန်းချုပ်ပေးဖို့လည်းလိုအပ်ပါတယ်အချိန်ပိုဆွဲလိုက်မယ်ဆိုလို့ရှင်တော့ကျမတို့ကမီတင်ထဲမှာပါဝင်သူအားလုံးရဲ့လုပ်ငန်းဆောင်ရွက်မှုတွေအများကြီးထိခိုက်စေပါတယ် ။နောက်ဆုံးတစ်ခုတစ်ချက်အနေနဲ့ကတော့နောက်ဆက်တွဲလှုပ်ဆောင်ချက်တွေကိုကျမတို့ကတည်တည်ချာချာသတ်မှတ်ဖို့အရေးကြီးပါတယ်။အာတချို့မီတင်တွေမှာဒီအချက်တွေကို လုံးဝမရှိကြပါဘူး။ဒါပေမဲ့ထိရောက်မှုရှိတဲ့အစည်းအဝေးတစ်ခုကနောက်ဆက်တွဲဘာတွေလှုပ်ဆောင်သွားမလဲဆိုတာနဲ့ကျမတို့ကတိုင်းတာလို့ရပါတယ်။အဲ့တော့အစည်းအဝေးမပြီးခင်မှာဘယ်သူကဘာကိုဘယ်နေ့အပြီးလှုပ်ရမလဲဆိုတာကိုတိကျတဲ့ action items တွေကိုကျမတို့ချမှတ်ဖို့လိုအပ်ပါတယ်။ဒါဟာအစည်းအဝေးမှာဆွေးနွေးလိုက်တဲ့ဆုံးဖြတ်ချက်တွေကိုလက်တွေ့အကောင့်ထဲပို့ဖို့အတွက်ကိုကျမတို့အတွက်အရန်ကိုဟို ဟိုအရေးကြီးပါတယ်အဲ့တော့အချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီအစည်းအဝေးတစ်ခုကိုတိတိကျကျနဲ့လုပ်ဖို့ဆိုတာကအစည်းအဝေးရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလင်းလင်းထားရမယ်အချိန်တိတိကျကျစီမံခန့်ခွဲရမယ်ပြီးတော့နောက်ဆက်တွယ်လှုပ်ဆောင်ရမယ့်အချက်တွေကဘယ်သူဘာလုပ်ရမလဲဆိုတာကိုသတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ထိရောက်တဲ့အစည်းအဝေးကိုလုပ်ငန်းခွင်မှာပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်